ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Adulay Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တဆောင်မိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတဆောင်ဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ ဆင်းနေတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအသီးမောက်ဖွဲ့ရာတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါရယ်။အခုခါမှာတော့ online ဓမ္မအမေးပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေးပု္ပ္ပာများကိုဆရာက ဆက်လက်ဖြည့်ကြပြီးသွားအောင်ပါဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မတင်တဲ့ဖြည့်ဆို့ခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြည့်ဆို့ပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြည့်ရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကိုနားလည်သိခံခွင့်လွတ်ပေးပါရန်အနောက်ထပ်မေးမြန်းလာတာကတော့အကောင့်နံပါတ်ဝင်းကျော်ကနေပြီးတော့မေးမြန်းလာတာဖြစ်ပါတယ်။သူမေးထားတာကတော့ ဆရာလိုင်းပေါ်မှာတော့ဝီနီကိစ္စတွေစူနေကြကုန်ပြီဆရာဆရာကလည်းငင်လိုက်တာဝီနီဟာသာသနာတော်ရဲ့အသက်လို့ဆရာတို့ပဲပြောကြတယ်စစ်မှန်တဲ့သာသနာအောင်ပွဲကိုသာမြင်လို့ဖြစ်လို့ပါတယ်ဆရာအာနာအာကိုယူတည်စွာဖြစ်ဆိုပြီးတော့မြင်မြင်လာတာဖြစ်ပါတယ်ဆရာဝီနီဆိုတာသာသနာတော်ရဲ့အသက်ဆိုတာမှန်ပါတယ်ဝီနီရောသာသနာတအာယုပေါ့ဝီနီရသာသနာရဲ့အသက်ပဲဝီနီရဲ့ထိတိနာမထိတာနာမဟောတိစာသာသနာတော်ရဲ့အတက်ကြဘူးဝီနီဆိုတဲ့ဗရားတိုင်းနဲ့ပဲတန်ရတာပဲလေ သို့တော်လည်းပဲဝီနီကိုတစ်ခါဆက်ကြည့်ရောဝီနီဆိုတာ especially ဘိက္ခုပေါ့သူသဖြင့်ယဟန်နေအတွက်ပဋ္ဌာန်းခေါ်ထားတာဖြစ်တယ်လူတွေနဲ့သိမ့်မဆိုင်ဘူးဒီတော့ယဟန်နေနဲ့ဝီနီကိစ္စတွေရင်းခုန်နေဖြစ်လာရင်လူတွေအနေနဲ့ကတော့သွားပြီးတော့ထေကနေ့ရှိဖြည့်ရှင်းတာတို့နော်ဝေဖန်တာတို့ဘာလို့ဟာဒီပုဂ္ဂိုလ်အနေနဲ့မစွမ်းသာဘူးလို့ပဲပြောရမယ်နော်ဒါကြောင့်ကျွန်တော်စီပြဖို့လာတဲ့တချို့ဗီဒီယိုဖိုင်တွေပါရင်အများကြီးရှိပါတယ်ဝီနီအဲ့ဒီတော့ကျွန်တော်မကြည့်ဖြစ်ပါဘူးเนาะမကြည့်ဖြစ်ကြအောင်လဲကျွန်တော်ဒါတောင်းပန်ပါတယ်အဲ့ဒီကနေပြီးတော့เนาะ အဲ့တော့ယဟန်နေကိစ္စကိုယဟန်နေပဲရှင်းမယ်လူတွေအနေနဲ့ပြောရတာစင်မပြေဘူးဆိုတာကတော့ဒီလိုပေါ့ဗျာဟိုစင်ဝိညာဉ်ဆောင်ပြောတာမျိုးမဟုတ်ဘူးလူတွေနဲ့ပြောနိုင်ဆိုနိုင်ပြောခွင့်ဆိုခွင့်ရှိတဲ့လောက်တော့ပြောလို့ရပါတယ်ဒါပေမဲ့ဆင်ခြင်ပြီးပြောရမယ်လေဒီကိစ္စကြီးဘုရားရှင်လက်ထက်တော်ကတော့ဝိဇ္ဇာကเจ้าမကြီးလို့ကြားဘူးလားယဟန်နေအမြင်မတော်ရေပြောတာအဆုံးမလားမရဘုရားသားတိုက်တာဒါပေမဲ့ဘုရားသားတော်ထင်ရှားရှိတယ်ဗျာနောက်ဝိဇ္ဇာကဆိုတာတာမန်မဟုတ်ဘူးနောက်เจ้าမကြီးဆိုတာနောက်ပြီးတော့အရိယာပုဂ္ဂိုလ်ဗျာသောတာပန်စိတ်ကြွယ်တို့ဘာလို့ရှိတယ်လူ့ဘုเจ้าပေါ့ ယဟန်နေနဲ့ပြဿနာဖြစ်ပြီဆိုမြတ်စွာဘုရားရှင်ကစိတ်ကြဆွေဖက်မှာရှိတယ်။ယဟန်နေတော့ပြန်တောင်းပန်ခံနေတယ်ရှိတယ်။ဒါပေမဲ့ဟိုတုန်းကတော့ဘုရားရှင်လက်ထက်တုန်းကဘုရားကဆုံးဖြတ်နိုင်တယ်။ယဟန်ကလည်းဗုဒ္ဓရှင်ဖြစ်နေတယ်။စိတ်ကြဆွေကလည်းအရိယာထဲမှာအနာဂမ်ဆင်တော်ရှိတယ်။ကိုယ့်ဘက်မှာအရတ္တဖို့ရဖို့ပဲရှိတယ်။ဒီတော့ဒီခေတ်ဒီအချိန်တွေမှာတော့ယဟန်နေကလည်းဗုဒ္ဓရှင်တွေပဲကျွန်တော်တို့ကလည်းဗုဒ္ဓရှင်တွေပဲလူနဲ့ယဟန်ကြတော့ယနေ့ဘက်ကစတာမျိုးဝေဖန်တာတော့မကောင်းဘူး။ဒါပေမဲ့ပြောခွင့်ဆိုခွင့်ရှိတော့ကျွန်တော်ပြောပါမယ်နော်။ဒါဟိုစာတက်မှာလည်းပါတယ်။ ဥပမာလေးတစ်ခုပြောမယ်အတူဆုံးလေးပြောမယ်ကျွန်တော်တို့စစ်တိုက်တဲ့အခါမှာလေစုတ်စစ်ရခံစစ်ရထိုးစစ်ရသုံးခုရှိတယ်ဒါကိုမှတ်သားထားရတာပေါ့နော်ဥပမာနဲ့ကိုယ့်ဘက်ကခံနိုင်မရှိဘူးဆိုရင်စနစ်တကျစုတ်နိုင်ဖို့ကြိုးစားရတယ်ခံနိုင်ရှိတယ်ဆိုရင်ကြမ်းကြမ်းခံရတယ်အဲ့ဒီကြမ်းကြမ်းခံနိုင်ရနေပြီးမှအင်းအားဖြည့်ပြီးအားကောင်းလာတဲ့အခါမှာထိုးစစ်အသွင်ကိုပြောင်းပြီးတော့အောင်ပွဲယူရတယ်အနိုင်ယူရတယ်သူမေးတယ်လို့ပေါ့နော်စစ်မှန်တဲ့အောင်ပွဲပေါ့ယူရတယ်ဒါဥပမာပါ အဲ့ဒီဥပမာကိုကြည့်ပြီးဥပမေယျနဲ့ပြောရင်ကျွန်တော်တို့ဘုရားမြတ်စွာသာသနာတော်ကြီးဟာမြတ်စွာဘုရားရှင်သတ္တတော်ထင်ရှားရှိစဉ်ကာလနဲ့ကြည့်ရင်ဒီအချိန်ဟာဆုံးရဆုံးရလာတယ်ဆိုတာဘယ်သူမှမမြင်နိုင်ဘူးဘုရားကဘေကုဘေကုနေဥပဒကဥပသိကဆိုပြိဋ္ဌာန်၄ပါးရှိတယ်သာသနာတော်ကိုထောက်ပံ့လာတာ၄ချောင်းတော့ဘေကုနေသာသနာကွယ်သွားတယ်သာသနာက၃ချောင်းတော့နဲ့နေရတယ်နော်ရိုင်ပြီးတော့ဘုရားရှင်ကဘာမှအကူလို့ရတာမဟုတ်ဘူးအစားထိုးတာလားနောက်ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနားလည်နိုင်တယ်သိနိုင်တယ်ဥဒိတ္တိပုဂ္ဂိုလ်ဝိပ္ပစီတ္တိပုဂ္ဂိုလ်တွေကမရှိတော့ဘူးဒီခေတ်မှာမရှိဘူးဘာကြံလဲဆိုတော့နေရတဲ့ဗရပရမနှစ်ပါးပဲကြံတယ်ထပ်ပိုင်းကျိုးသွားတယ်ဘုဘက်မှာ၃ချောင်းတောက်ဒီဘက်မှာထပ်ပိုင်းကျိုးလာတယ်အဲ့တော့သာသနာတော်ဟာဘုရားရှင်သတ်တော်ထင်ရှားရှိတဲ့ကြံတယ်ယူနေကိုဆုတ်လာတာပဲရှိဘာကြောင့်လဲလို့ဆိုတော့ဟိုဆုတ်ရုပ်ကနေကြရင်အကြောင်းကျိုးမှန်မှန်မှန်ကိုမသိနိုင်တော့ဘူးခွဲခြားနိုင်တော့ဘူးဒါကိုဝေစီယဗုဒ္ဓဒီကာက ရေဘုံရေနဟိတတနာဝိနာတိပိစုပတ္တိတေအာနယောနယရူပေနဗောဓိမာဂမတိတ္တိအမဟုအမှန်အမှန်ကိုအမားလို့ထင်လာကြတာပေါ့နော်အဲ့တော့မြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုကောင်းစွာနားလည်နိုင်တဲ့ကောင်းမြတ်တန်ချစ်ခင်မြတ်လို့တဲ့ဩဂတိတေမျိုးပုဂ္ဂိုလ်ဝိပ္ပစီတေမျိုးပုဂ္ဂိုလ်တွေရှိစဉ်ကာလမှသာလျှင်သာသနာတော်ဟာလူပေါင်းလောကမှာကြာရှည်လေးမြင့်စွာတည်ကြအဲ့ဒီပုဂ္ဂိုလ်တွေမရှိတဲ့နောက်ပိုင်းနေရတဲ့ဗရဒ္ဓပရမနှစ်ဦးစာကြံတဲ့ခင်မှာသာသနာတော်ဟာ လူပုံလောကစတင်ထွက်ခွာနေပြီအခုနေရခက်တဝက်ကြောနေပြီထွက်နေပြီအဲ့တော့ပြောပြောနေတာကတပြည့်ကျွန်တော်တို့ကဆုတ်ခက်ပဲဆုတ်လာပြီတာသနာတော့နော်ဆုတ်လာတဲ့အခါမှာလည်းပဲခုနပြောသလိုခုနဥပဥပမာတည်းမှာရှိတယ်ဟိုခုဘက်ကခဏရင်မရှိရင်စနစ်တကျဆုတ်နိုင်မှုကြိုးစားဒါပေမဲ့ကျွန်တော်တို့အခုဆုတ်နေတဲ့အခါမှာဟိုစနစ်တကျဆုတ်တာလားဗျာမလားဆုတ်တာလားပြန်ကြည့်ဖို့လိုတယ်အခုကြည့်လိုက်ကြည့်လေအခုလက်ပေါ်မှာဆုတ်နေပြီလို့ပြောတယ်ဝီနီကိစ္စတွေပဲစဉ်းစားကြည့်ကျွန်တော်တို့ အလူတန်းပြူတာတွေရအစပေါ့နောက်ပြီးတော့စာပေပြင်ကြမှုဟောပြောမှုဝီနီးလိုက်လိုက်နာမှုအဲ့ဒါအလေပေါ့လေနောက်ဆုံးသမထဘာဝနာဘောအများတဲ့အဆုံးပေါ့သူပြင်းမင်းကတဖုံဘာဖြစ်လဲညှင်းခုန်နေကြတာအဲ့ဒါစနေတရားဆုတ်တာမဟုတ်ဘူးဗျာမတာဆုတ်နေတာဒါဖြင့်အဲ့လိုဗျာမတာဆုတ်နေတဲ့ဟာကိုဘယ်လိုလုပ်ကြမလဲလို့ပြောရင်ဒါပြောနိုင်တဲ့အခွင့်အရေးနေရာကနေပြောတာပေါ့နော်အကြံပြုချက်မြတ်ဗျာရှင်ဟောကြားတော်မူခဲ့တဲ့ဘုရားဥပဒေတော်ကြီးနဲ့အညီအဲ့ဒီစနစ်တကျရပ်တန့်စေရပြည့်ပြင်ပြောင်းလဲစေရမယ် အဲ့ဒါလို့ပြည့်ပြင်းပြောင်းလဲပြီးတော့ရက်တက်ပြီးတော့ပြည့်ပြင်းပြောင်းလဲနိုင်မှသာလေခံစစ်သဘောဖြစ်ပြီးတော့အဆုတ်တအဆုတ်ကနေရက်တန်သွားလိမ့်မယ်အဲ့ဒါလို့ရက်တန်သွားပြီးမှတိုင်းပြည်အုပ်ချုပ်မင်းလို့တဲ့မင်းအပါဝင်ရဟရှင်လူလူအပေါင်းပေါ့နော်ဒိုင်ကာဒိုင်ကမအပေါင်းတို့ကစစ်မှန်ပြီးနီးလန်းကြသောတရားတို့နဲ့အားဖြည့်နိုင်မှသာပြန်အားပြည့်ပြီးတော့ထိုးစစ်သဘောကိုပြန်ဖြည့်ပြီးတော့သာသနာအောင်ပွဲအစ်စ်တွေကိုစုပေါင်းဆောင်ရွက်ခြင်းအားဖြင့်သာလေရနိုင်ပါလိမ့်မယ်လို့ဒါကျွန်တော်ပြောနိုင်တဲ့ခွင့်ရေးဘက်ကနေပြီးတော့ကျွန်တော် ဖြေကြားအကြံဖြစ်ပါတယ် ုတ်ကဲ့ပါဆရာမမမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြစ်ညာကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ update channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်